္ဂလာပါရှင်။မန်လေးမြို့တော်စီမင်းသားယာရေးကော်မတီရုံးလုပ်ငန်းမိုးမန့်တင်တဲ့အမှတ်စဉ်တစ်မြင့်ဆောင်2025တင်တန်းစင်ပွဲသတင်းကိုတင်ဆက်ပါမယ်ရှင်။မန်လေးမြို့တော်စီမင်းသားယာရေးကော်မတီမှာဝန်ထမ်းများဝန်ထမ်းဆွမ်းဆောင်ရင်မြန်မာလာစီရန်နဲ့နိုင်ငံဝန်ထမ်းများလိုက်နာရမယ့်တာဝန်ဆောင်ထင်းရမယ့်ကျင့်ဝတ်ဝန်ထမ်းစီမင်းစည်းကမ်းများရုံးလုပ်ငန်းဆိုင်ရာလုပ်ငန်းများကျွမ်းကျင်ပိုင်နိုင်စွာနဲ့ပြည်သူ့အကျိုးပြုစီမင်းသားယာရေးလုပ်ငန်းများ ဉာဏ်ဆန်မှန်ကန်စွာဆောင်ရွက်နိုင်ရန်ယူရပြီးရသက်တပတ်၄ပတ်ဖြင့်ဖွင့်လှစ်ခဲ့တယ်။ရုံးလုပ်ငန်းမိုမန့်တန်တန်စင်ပွဲကိုယနေ့နံနက်ပိုင်းမှာမန်လီမြို့တော်စီမင်သားယာယီကော်မတီရုံ၆ထပ်ဆောင်မှာပြုလုပ်ခဲ့ပါတယ်ရှင်။တန်တန်စင်ပွဲမှာမန်လီမြို့တော်စီမင်သားယာယီကော်မတီအတွင်ရင်မူဦးဝင်းမောင်ကတန်တန်စင်အမှာစကားပြောကြားပြီးတန်တန်ထူးချွန်စွာရရှိသူ၃ဦးအားဆုမြချင်းမြင်ခဲ့ပါတယ်။ဆလဘီမန်လီတိုင်းဒေသကြီးဥပဒေချုပ်ဦးမြင့်အောင်က တင်နန်းမှာထူးချွန်စွာရှိသူများကိုဂုံမျိုးစုငွေများထပ်မံချင်းမြင့်ခဲ့ပြီးတင်နန်းနီးပြများအားအမတရားလက်ဆောင်များနဲ့တင်နန်းဆင်းလက်မှတ်များကိုတော့သက်ဆိုင်ရာနီးပြများနဲ့တင်နန်းသား30ဦးအတွက် ကော်မတီဝင်များကပြည့်ခဲ့ကြောင်းသိရပါရဲ့ရှင်။